ရှမ်းပြည်တောင်ပိုင်းကဟဲအိုလေးစိတ်ကိုနိုင်ငံတကာအဆင့်မီပြောင်းလဲတည်ဆောက်ရင်းနဲ့အိမ်ယာကောက်ကွင်းစတဲ့စီမံကိန်းအတွက်ရွာမြေနဲ့တတော်မြေတွေကိုတင်နာအောင်ထားတဲ့24 hour crew နဲ့ KBZ ကုမ္ပဏီတွေက စစ်ကောင်စီကိုကြောထောင်နောက်ခံပြုပြီးတင်းယူနေတယ်လို့ဒေသခံတွေစီကသိရပါဗျ။စီမံကိန်းနဲ့ကက်လျက်အင်းခေါင်ကျေးရွာကဒေသခံတွေရဲ့မြေတွေကို24 hour group နဲ့ KBZ ကုမ္ပဏီတွေကတက်တော်အုပ်စီးဌာနညွှန်ကြားချက်နဲ့ဖယ်ရှားခိုင်းခဲ့ရမှာရွာကန်တွေကဖယ်မပေးခဲ့တာကြောင့်နိုဝင်ဘာလ10ရက်နေ့မှာစစ်ကောင်စီတပ်ကလာရောက်ချင်းချောက်ဖိအားပေးခဲ့တယ်လို့ဒေသခံတွေက ပြောပါဗျ။အင်းခေါင်တွေအလုံးတင်းတာကာမီယထာလင်းအောင် triangle plan လုတ်ထားတာပေါ့ နိုဝင်ဘာလ10ရက်ကစစ်တပ်နဲ့ဝင်ချင်းချောက်တယ်။တရွာလုံးနီးပါးတိမ့်ပြီးပြီးတောင်ပေါ်မှာမြေကွက်တွေဖော်နေတာတောင်3000ဆားလောက်ရှိမယ်လို့အင်းခေါင်းရွာကန်တူကမဲခေါင်ကိုပြောပါရတယ်။ဒီစီမံကိန်းကို MAI လေချောင်းလိုင်းပိုင်ရှင်ဦးအောင်စောစောရဲ့24 hour group နဲ့ဦးအောင်ကိုဝင်းရဲ့ KBZ group တို့က2010ခုမှာတင်တာအောင်မြင်ခဲ့ကြပြီး2020ခုနှစ်မှာလုပ်ငန်းစတင်ခဲ့ပေမဲ့နိုင်ငံရေးအခြေအနေအရမအောင်မြင်ခဲ့ပဲ2025ခုနှစ်မှာသာစက်ကောင်စီနဲ့ပူးပေါင်းကဆောင်ရွက်ခဲ့တာဖြစ်ပါတယ် စီမံကိန်းဖော်ဆောင်ဖို့အတွက်အင်းကောင်းကျေးရွာအနီးဧကထောင်ချီရှိတဲ့ထင်းရှူတော်ကို KBZ ကဖျက်ဆီးနေပြီးဒီကိစ္စကိုအစားထိုးဖို့အတွက်တီခေါင်ကျိုးပြင်ကာကွယ်တော်တွင်2026မိုးရသည်မှာအပင်တွေပြန်ဆိုင်နိုင်ရေးကိုစစ်ကောင်စီရဲ့အရှမ်းပြည်နယ်တတော်ဦးစီးဌာနက KBZ ကိုပံ့ပိုးပေးထားတယ်လို့သိရပါတယ် ဒါအပြင်အင်းခေါင်းကျေးရွာအတွင်းမြင်းတိုးမွေးမြူရေအတွက်အင်းခေါင်းကျေးရွာကပုံစံခုနှစ်မရှိတဲ့မြေကွက်တွေကိုတင်ဖို့တက်တော်ဦးစီးဌာနကအစည်းအဝေးပြုလုပ်နေတယ်လို့လည်းသိရပါဗျ။လက်ရှိမှာဒီစီမံကိန်းတွေကြောင့်ရေလမ်းကြောင်းပြောင်းပြီးစိုက်ခင်းတွေအတွင်းရေဝင်လာတာကြောင့်အပင်တွေပြက်စီးပြီးထောပတ်ပင်လိုနှစ်ရှည်ပင်တွေတောင်တည်ဆုံနေပါဗျ။ အင်းကောင်းရွာမှာရေဝေရေလွဲဆယ်ရှိပြီးအပန်းဖြေနေရာအဖြစ်နမဲကြီးရွာဖြစ်ပေမဲ့အခုချိန်မှာတရွာလုံးမြေသိမ်းခံရမယ့်အပြင်စစ်ကောင်စီရဲ့လက်နက်ပြချင်းချောက်မှုကိုပါရင်ဆိုင်နေရပါတယ်